20ခုမြောက်သောစာလံအပိုင်ငယ်1မှ9 BND ရရောက်သောကာလ၌သာရဖျားသည်ကိုရောစကားကိုနားထောင်၍ယာကုပ်ဤဖျားသခင်နာမတော်သည်ချီးမြှောက်တော်မူပါစေသောတန့်ရှင်းရာဌာနတော်ထဲကကူညီ၍ စီယုံတောင်ပေါ်ကထောက်ပင့်တော်မူပါစေသောကိုရောဤပူဇော်တက္ကအလုံးစုံတို့ကို အောက်မေ၍မိရှုသောရစ်ကိုလက်ခံတော်မူပါစေသောကိုရောဤစိတ်အလိုရှိသည့်အတိုင်းပေးသနာ၍အကျံအစီတော်ရှိသည်များတို့ကို ပြည့်စုံစေခြင်းငှာပြုတော်မူပါစေသော ကိုရောဤကဲတင်ခြင်းကြောင့်အကျွန်ုပ်တို့သည်ဝမ်းမြောက်၍အကျွန်ုပ်တို့ဖျားသခင်ဤအခွင့်နှင့် အလံကိုထူကြလိမ့်မည်။သာရဖျားသည် ကိုရောဆုတောင်းသည်။အတိုင်းကျေးဇူးပြုတော်မူပါစေသော။သာရဖျားပေးတော်မူ၍ဘိတ်သိက်ခံတော်သူအားကဲတင်တော်မူချောင်းကို၎င်းလက်ရလက်တော်ကဲတင်ခြင်းအစွမ်းနှင့် ထိုသူဤစကားကိုတန်ရှင်တော်ကောင်းခင်ပေါ်မှနားထောင်တော်မူချောင်းကို၎င်း ခုငါတိဤအချို့သောသူတို့သည်ယထာကို၎င်းအချို့တို့သည် မြင်းကို၎င်းချီးမွမ်းတတ်ကြ၏ငါတို့မူကားငါတို့ဖျားသခင်ဒီဟုသောထာဝရဖျားဤနာမတော်ကိုချီးမွမ်းကြလိမ့်မည်သူတို့သည်နှိမ်ချ၍လဲလျက်ရှိကြ၏ငါတို့မူကားထ၍မတ်တက်နေကြ၏အိုးထာဝရဖျား မင်းကြီးကိုကဲ့တင်တော်မူပါ အကျွန်ုပ်တို့ခေါ်သော အခါနားထောင်တော်မူပါအာမင် God bless you